မမေးစင်များအားလုံးမင်္ဂလာပါ။ကိုကြီးကျမ်းမာခြင်းစေချမ်းသာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေလို့ဥစွာပထမမေတ္တာဆုံးကောင်းများတောင်းပါတယ်။ဒီနေ့မှာတော့ဒီပိဋကဓမ္မပဏ္ဏဂါရိကမင်းကိုစီတော်ဖျာကြီးရေသာစီအပ်တော်မဟာဗုဒ္ဓရှင်တော်ကြီးပရမရွယ်ပရမပိုင်းရုပ်ဘပူဇော်မှုအပိုင်း84ရောရှိခဲ့ပြီဖြစ်ပါတယ်။ဒီနေ့မှာတော့အပိုင်း84အနေအားဖြင့်ဇလဲရုပ်ဘပူဇော်မျှဝေပြီးတော့မှာကတော့မဟာဗုဒ္ဓရှင်တော်ကြီးပရမရွယ်ပရမပိုင်း မဟာဗုဒ္ဓဝင်အလူဒိပနီအခန်းကဏ္ဍမှာလာရှိတဲ့တိမိမင်းသား၏အတိတ်တန်းကနေပြီးတော့ဆက်နေရပ်ပူဇော်မြောက်ဤပြီးတော့မှာပဲဖြစ်ပါလေနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတာတိမိမင်းသား၏အတိတ်တန်းဘုရားလောင်းတို့သည်ကာတိမင်း၏သားတော်ဖြစ်၍တိမိယမင်းသားဟုအမည်တွင်လေသည်တိမိယမင်းသားဟုအမည်တွင်ရခြင်းမှာ လောင်းတော်မင်းသားဖောသောနေ့မှာကာတိတိုင်းအလုံးမိုးတဲတန်စွာရွာသွင်း၏လူများစီအချမ်းစွာစူးစွကြသောကြောင့်တေမီယဟုသောအမည်ကိုခမည်းတော်ကမှဲ့ကောတော်မူခြင်းဖြစ်သည်တေမီမင်းသားဖောမြင်ပြီး၍တလရှိသောအခါခမည်းတော်၏ရင်ခွင်၌စံနေခိုက်ကိုသာလေးဦးတို့ကိုဖမ်းယူ၍မင်းကြီးထံပြရာမင်းကြီးကအတိအတိအဖြစ်တံပြီးသည်ကိုတွေ့မြင်တော်မူရသည်ဖြင့်များစွာထိတ်နှံတော်မူပြီးလျှင်ဤမင်းအိမ်နန်းတော်မှထွံ့မြောက်ရအောင်ငါမည်သူ ကြံရပါမည်နည်းဟုစဉ်းစားကမြတ်စွာဘုရားစိတ်မချမ်းသာဖြစ်တော်မူရလေသည်။နောက်တနေ့တွင်ထိပြူတော်အောင်၌တယောက်တည်းစံလေကယမန်နိကတွေ့ခဲ့ရသောအမိတော်ဤတရားခံတရားဆုံးဖြတ်ချက်တွေကိုတွေးတွန်းဆင်ခြင်မိကမင်းပြုလို့ရမည်အရေးတွေးတွန်းကြောင်းသည်ဖြင့်လက်ဖြင့်ဆုတ်ကြတတ်သောဘရမကျဘံအတူညှိုးနှံ၍နေတော်မူသောအလောင်းတော်အားရှိဖို့တကုကမေတော်ဖြစ်ခဲ့မှုသည် တီကျဲဆောင်နေသမီးကစဉ်းစားမဆိုးရင်လေဤမင်းနေအိမ်နိုင်တော်မှာထွံ့မြောက်လိုပါလျင်တင်သည်မစွန်ပဲနဲ့စွန့်ရောင်နာမပင်ပဲနဲ့ပင်ရောင်မအပင်နဲ့အယောင်ဤသုံးချက်ကိုငါဆောင်၍နေမိဟုအထိတ်တန်ပြုပါလေနှင့်လိုရှိတိုင်းပြည့်စုံပါလိမ့်မည်ဟုပြောကြားသည်ဖြင့်အလောင်းတော်လေးမီမင်းသားသည်သုံးချက်လုံးကိုငါဆွေးမြေ့စွာကြင်ကြံမည်ဟုစောင့်တည်တော်မူကစောင့်တည်တော်မူသည့်အတိုင်းလည်းမပြတ်မကွက်ကြင်ကြံတော်မူ၏၃၆လပတ်လုံးအမျိုးမျိုးသောဤသို့ဖြင့်စုံစမ်း အလိုဆန်းမှာတော့လည်းဒိဋ္ဌာန်လာတိအချက်၃ချက်တုံးတရားမှမပြည့်ကွက်အောင်စောင့်တည်ကျင့်သုံး၍နေတော်မူနေသည်ထိုအခါခမည်းတော်ကငါသာသည်အမှန်စင်သည်ပင်စွန်လဲစွန်နားလဲပင်အားလဲအသူဖြစ်သည်တုတ်တန်တို့ထုတ်၍မြုပ်သက်စီဟု၍အမိအမင်းထုတ်ပြန်တော်မူရသည်ဤဇတော်၌အလောင်းတော်ဒီမီမင်းသား၏တစ္ဆေချောင်းနေကြအောင်ဤတိခံမှုယံခက်ခဲအောင်မြေမျိုးတို့အချက်တို့ဖြင့်အလိုဆန်းကြတော်လဲဘုရောဟင်ပါဠိတော်၌ ချောတော်ကြီးပဲမှာမိမိစုံနေခြင်းမပြတ်မခွေခံပြင်းပုံမှာကြီးမားသောအရိဒံမူခြင်းပင်ဖြစ်ပြီးဤတိမီမင်းသားဤအလားဆေရောက်တဲ့တန်စွာစောင့်နေထသော ခြင်းဝတ်တရားစုကိုမသွေးမလွင်ခံပြင်းဒီတန်စွာရေရွယ်ဝုံကိုဆုံးဆောင်ဆက်သာဖြည့်စည်းစွမ်းနိုင်မှသာလျှင်အလောင်းတော်ကြီးများဖြည့်စည်းပူအပ်သည့်အထိတ်တန်ပါရမီပြည့်မြောက်နိုင်သည်ဟုမှတ်ယူ၏အရိဒံနာပါရမီအခမ်းပြည့်၏သာမင်စွေ မေတ္တာပါရမီပေမ၃ပါးမေတ္တာပါရမီဟူသောစကား၌မေတ္တာဟူသောပါဠိကိုရှင်းစရာတို့ကချက်ချင်းဟူ၍အနက်မြန်မာပြန်ဆိုတော်မူခဲ့ကြ၏ပေမဟူသောပါဠိစကားကိုလည်းရှင်းစရာများကချက်ချင်းဟူ၍ပင်အနက်မြန်မာပြန်ဆိုတော်မူခဲ့ကြသည်မေတ္တာတရာဟောအပ်သည့်ချက်ချင်းကဝိဒေသာဖြစ်ပြီးပေမတရာဟောအပ်သည့်ချက်ချင်းကတာမင်ညာဖြစ်သည့်ထို့ကြောင့်ပေမအရာ ချက်ချင်းကိုနံပါတ်၄တဏ္ဍဘီမနံပါတ်၄ကိဟာတိတဘီမနံပါတ်၃မေတ္တာဘီမဟူ၍၃မျိုးခွဲခြားပြတ်စုထားသည်ထိုသုံးမျိုးတို့တွင်နံပါတ်၄တဏ္ဍဘီမဟူသည်မိမနှင့်ယောက်ျားချင်းချင်းတဏ္ဍလောဘ၏အစွမ်းဖြင့်ချက်ကြိုက်ကြခြင်းကိုခေါ်ဆို၏ဤတဏ္ဍဘီမကိုအလင်္ကာကျင်း၌တင်္ကာရဟုခေါ်ဆို၏နံပါတ်၄မိဘနှင့်သံသမီးညီနှင့်အကူမောင်နှင်းနှမစသည်တို့အချင်းချင်းချက်ကင်တွေ့တော်မူကိုကိဟာတိတဘီမဟုခေါ်၏ ိမ်၌နေခြင်းကိုမိရဖြစ်သောချက်ချင်းဟုလိုဤချက်ချင်းကိုအလင်္ကာကျင်း၌ဝိစလဟု၍ခေါ်၏ဣဒနာဘိမဂေယတိတာဘိမနှမျိုးလုံးပင် ကုတုတရားမဟုတ်ကြတဏဘိမမှာတဏ္ဍရာကဖြစ်၏ဂေယတိတာဘိမမှာလောဘပင်ဖြစ်သည်နံပါတ်3သူတစ်ပါးတို့၏ကြိုးစည်းပွားဖြစ်တွမှုကိုလိုလားခြင်းသည်မေတ္တာဘိမမိ၏ဤမေတ္တာတရားသည်သူတစ်ပါးတို့နှင့်မကွဲမခွာအမြင်တွဲရှင်နေလိုခြင်းသဘောအလင်းမရှိလူဝဲချင်းချင်းဆက်ကြောလာတစ်ခုစီပင်ဝေးကွာ၍နေရစေကမူ တို့ဝေးကွာနေသူမှာစည်းဝါးချမ်းသာဖြစ်သည်ဟုသိရလျင်ကျင်းနေ၏အတူမနေရသည့်အတွင်ကဲကဲဝင်နေခြင်းအလင်းမရှိတို့ဖြစ်၍မြစ်တာတရားသည်စင်ခြင်းမုံမြတ်သောတဘာဝတရားသာဖြစ်၍မြမဝိရဏဟုသောအမည်ကိုလည်းရ၏ဤတရားကိုပွားများ၍နေလျင်မြတ်သောနေခြင်းဖြစ်သည်ဟု၍ဆိုလို၏မြတ်တာသာမဟုသည်ကရုဏာတရားမုဒိတာတရားဥပက္ခတရားတို့သည်လည်းမြမဝိရဏဟုသောအမည်ကိုရကြကုန်၏တို့ဖြစ်၍တို့လေးပါးလုံးကိုတင်းကျုံးကား ပြမဝိရဒတရား၄ပါးဟုခေါ်၏ပြမစိုးတရား၄ပါးဟုယူလည်းခေါ်၏ပြမမြတ်သောဝိရဒနေခြင်းဤပြမဝိရဒတရား၄ပါးကိုပင် အပ္ပမညာတရား၄ပါးဟုယူလည်းခေါ်၏ဥယျာဉ်မြများဟုမနိုင်ခြင်းအတော်တတဝါတို့အပေါ်မှာဖြစ်ပေါ်သောတရားများဟုဆိုလိုပါသည်ချစ်ခြင်းမေတ္တာတရားကိုပေါ်များရမည်ဆိုရမှာမစင်ကြဲသောတဏှာပြမချစ်ခြင်းဂိယတိတပြမချစ်ခြင်းတို့မဟုတ်စေဘဲစင်ကြဲမုံမြတ်သောမေတ္တာပြမတရားသာ ဖြစ်စေရမည်ကိုအထူးတည်ပြု၍မှတ်သားအပ်၏ ဤမေတ္တာတရားပွားများဖို့နီလန်းကိုနောက်မှထင်ရှားအောင်ပြဆိုပြီးအံမေတ္တာနှင့်အာတောတာမေတ္တာဟုသည်ပရမတ္ထအပြင်ထင်ရှားရှိကောင်းသောသဘောတရားပင်ဖြစ်၏တို့ရတွင်ပရမတ္ထတရားတို့ကိုတစ်ခုစီတစ်ခုစီထုတ်ပေါ်ရေးတွေ့ရမှာကမေတ္တာတရားဟူ၍တိချမပြပင်အာတောတာစေတသိက်တရားကိုပြသည်ဖြင့်ပင်မေတ္တာတရားသည်အာရောဒတွင်ဒစိတ်ဒေတာအပါဝင်ဖြစ်၍တော်၏အာရောဒစေတသိက်ကအယကျေ၍မေတ္တာကသူအာရောဒစေတသိက်အယတွင် ဒသိတ္တဒေတာအနေဖြင့်ပါဝင်၍နေသည်ဟုဆိုလိုသည်ထေရှားစီဥဟံအရောဒသတိတိညာအရောဒသတိတိသည်အဘိဓမ္မာတင်းညူခြင်းအလိုတောပနာစေ59ပါးလုံးနေရှင်၏တောပနာစေ59ပါးလုံးတို့ဖြစ်တိုင်းဖြစ်တိုင်းအရောဒသတိတိပါလျက်ရှိ၏အရောဒတရားမှာအယုံမျိုးမျိုးကိုအယုံပြုနိုင်၏မြစ်တာတရားကတတဝပညာတစ်မျိုးတည်းကိုသာအယုံပြုနိုင်၏ဒါနမှုအမျိုးမျိုးပြုရာ တိလမှုမျိုးမျိုးစောက်လီရာတို့မှာအာရဏဘာယတိကြီးဖြစ်၏တို့အာရဏဖြစ်တိုင်းမေတ္တာဟူ၍မခေါ်ရတတဝပညာကိုအာယုံမြုကချမ်းသာပါစေစသည်ဖြင့်တတဝတို့၏ဇီဝချမ်းသာကိုလူလားသောအချင်းရာဖြင့်အာရဏစေတသိဖြစ်မှသာတို့အာရဏစေတသိကိုမေတ္တာဟူ၍ခေါ်ဆိုရသည်ရှေးကပြခဲ့ပြီးသောကဏိပါရမီမှာလည်းကဏိအရာအာရဏစေတသိကိုကောက်ယူနိုင်စေကမူအာရဏဟူသည်များကိုကဏိအရာမကောက်ယူရပင်သူတစ်ပါးတို့ကပြမလာသည့်အခါမိမိကအလျင်းပင် ေါသမထွက်ရအောင်တာစီခြင်းအရဏ္ဍကိုလည်းကောက်ယူရကြောင်းပြဆိုခဲ့ပြီးတို့အတူအရဏ္ဍစနေတိဟူသမျှကိုမေတ္တာအရာမကောက်ယူဘဲတတဝရ၏အကျိုးကိုလူလားသောအချင်းရာဖြင့်ဖြစ်သောအရဏ္ဍစနေတိကိုလည်းမေတ္တာအရာကောက်ယူရ၏928တွင်မေတ္တာဤမေတ္တာနှင့်စလင်ဤမေတ္တာတရားသည်928မှာရှိသည်ဟုအများပြောဆိုတိမှတ်ကြ၏စဉ်စဉ်မှာမေတ္တာတရားကိုက ဲ့ဒါတရကူက928မျိုးရှိနေသောကြောင့်မဟုတ်ပရိသမီတံမဲ့ပါဠိတော်၌လာရှိသောအတိုင်းမေတ္တာပေါ်များရမည်ဤလံပေါင်း928မျိုးရှိနေသည့်အတွက်မေတ္တာ928ပါးဟုပြောကြားနေကြခြင်းဖြစ်သည်ဟုမှတ်အပ်၏928ဤဖြစ်ပုံမှာပုဂ္ဂိုလ်တရားတို့ကိုအပိုင်းခြားမထားခြင်းသည်ဟုသောအနောရိတ5မျိုးရှိ၏5မျိုးတို့မှာနမတိတဗေဒတာအလုံးစုံသောတတဝါရီနမတိတဗေပနာအလုံးစုံအသက်ရှိသောအရာပြီနံပါတ် တပိဗုဒ္ဓအလုံးစုံကုထင်ရရှိသောအရာတွေနံပါတ်၄တပိပုဂ္ဂလအလုံးစုံသောပုဂ္ဂိုလ်တွေနံပါတ်၅တပိအရဘဝပရိယာပန္နာအလုံးစုံကုအတ္တဘောအတွင်အကျုံးဝင်နေသောအရာတွေ၃၀ဘုံအတွင် ရှိသမျှတတဝါတွေကိုဤ၅မျိုးတွင်တစ်မျိုးမျိုးဖြင့်ခေါ်ဆိုဆင်းရဲလိုက်လျင်ပင်အလုံးစုံမကျင့်မကြံပါဝင်ကုန်တော့သည်ဤ၅မျိုးတွင်မပါဝင်သောတတဝါဟု၍မရှိသောကြောင့်ဤ၅မျိုးကိုအနောရိတ၅မျိုးဟုခေါ်၏ အနောရိတပုဂ္ဂိုလ်၅မျိုးဟူ၍လည်းကိုဆို၏အနောရိတဟူသောပါဠိ၌ပါရှိသည့်အောရိတတရသည်အပိုင်းချဟူသောအ낵ကိုဟော၏အနောရိတဟူဆိုသောကြောင့်အပိုင်းချမထားဟူသောအတိပဲကိုယာ၏တတဝါနှင့်ပုဂ္ဂိုလ်အသုံးပါဠိ၌တတဝါဟုဆိုလျင်လည်း၃၀ပုံရှိတတဝါအလုံးစုံကိုပင်ယာရှိ၏ပုဂ္ဂလပုဂ္ဂိုလ်ဟုဆိုလျင်ထို့ဝိတု၃၀ပုံသာအလုံးစုံကိုပင်ယာ၏အစဉ်အတန်း ထူးခြားပွဲများခြင်းဒီသုံးနေရာမရှိသတ္တဝါဟုခေါ်လျင်ပုဂ္ဂလဟုလည်းခေါ်နိုင်ပုဂ္ဂလဟု ခေါ်လျင်တဏ္ဍဟုလည်းခေါ်နိုင်ဤမြမဝါဒမှာကတတဝါနှင့်ပုဂ္ဂိုလ်ကိုအစဉ်နဲ့မြတ်စွာ ခွဲခြားထားလေသည်ယုံညံသောအရာစုကမိမဲသောတတဝါယုံညံသောတတဝါဟုခေါ်ခေါ်သုံးသုံး၍မိမဲသော ပုဂ္ဂိုလ်ယုံညံသော ပုဂ္ဂိုလ်ဟု၍လုံးဝခေါ်ဆိုသုံးသွဲခြင်းမပြုကြပုဂ္ဂိုလ်ဟုသောသကလုံးကိုသုံးရမှလည်းမြတ်သောပုဂ္ဂိုလ်ကြီးများ ထုကေသောပုဂ္ဂိုလ်ကြီးများသတိဖြင့်သုံးလုံးပြောဆိုကြသည်မြတ်သောတတဝါကြီးများထုကေသောတတဝါကြီးများဟုသုံးဆွဲခြင်းအလျင်မပြုကြကြည်ယုံညံ့သောတရှိဝိထုကိုတတဝါဟုခေါ်ဆိုသုံးလုံး၍မြတ်သောတရှိဝိထုကိုကပုဂ္ဂိုလ်ဟု၍သုံးလုံးသည်ဟုဆိုလိုရင်းဖြစ်သည်ဤသို့ပါဠိနှင့်မြန်မာအသုံးလုံးထူးခြားသည့်နေရာမှာထူးခြားထူးခြားနေသည်ကိုလည်းတတိချက်ရ၏အပိုင်းခြားသော၍မေတ္တာပို့ရာမှာလည်းနံပါတ်၄ တပ်ပါအေဒီရောအလုံးစုံသောမိမတွေနံပါတ်၄တပ်ပီပုရိသာအလုံးစုံသောယောက်ျားတွေနံပါတ်၃တပ်ပီအရိယာအလုံးစုံမြင့်မြတ်သောပုဂ္ဂိုလ်တွေနံပါတ်၄တပ်ပီအနာရိယာအလုံးစုံမမြင့်မြတ်သောပုဂ္ဂိုလ်တွေနံပါတ်၅တပ်ပီဒီဝအလုံးစုံသောနှစ်ပြမာတွေနံပါတ်၆တပ်ပီမနုဿာအလုံးစုံသောလူတွေနံပါတ်၇တပ်ပီဝိနိပါဏိကာဝိနိပါဏိကာအလုံးစုံ ပြုတ်ခွဲပြည့်စည်နေသောပြိတ္တာတွေဤကုဏမျိုးတွင်တမျိုးမျိုးလျင်လိုရာကိုပန်းချန်သတ်မှတ်ထားသည့်ကြီးဖြစ်သောကြောင့် ။ဩရိတာခုနှစ်မျိုးဟုခေါ်၏။ဩရိတာပုဂ္ဂိုလ်ခုနှစ်မျိုးဟုယူလည်းခေါ်ဆို၏။ဤသို့လျှင်ပရိသတ်မိတ္တမေပါဠိတော်၌လာသောအတိုင်းအနောရိတာပုဂ္ဂိုလ်၅ပါးဩရိတာပုဂ္ဂိုလ်၇ပါးဟု၍မေတ္တာပူရမိပုဂ္ဂိုလ်၁၁ပါးကိုရှိဟုစွာတိမှတ်ရ၏။မေတ္တာပူရမိပုဂ္ဂိုလ်၁၂ပါးကိုရှိဟုစွာတိမှတ်ရ၏။ထိုပုဂ္ဂိုလ်၁၂ပါးတို့၌မေတ္တာပွားများဖို့အချင်းရာကိုလည်းနမတိအဝိဒါဟွန်တို့ယမရှိသည်ဖြစ်ကြပါစေ။နမတိအပြပစ္စယဟွန်တို့ စိတ်မချမ်းသာမှုကင်းသည်ဖြစ်ကြပါစေ။နံပါတ်3အနိကံဝန္တုဆင်းရဲခြင်းမရှိသည် ဖြစ်ကြပါစေ။နံပါတ်4သူကိအတ္တနံပရိဟရံတို့ချမ်းသာစွာကုသိုလ်နှပါးကိုစောင့်နိုင်ကြပါစေဟု၍၄ပါးဟောကြားတော်မူ၏။ပုဂ္ဂိုလ်22ပါးတွင်ဓမ္မတပါးလည်းမေတ္တာပို့ခြင်းအချင်းရာ၄ပါး၄ပါးစီရသောကြောင့်ပေါင်း10တစ်နှစ်၄လဖြစ်ရက48ပါးရ၏။အလုံးစုံသောတရားတော်၏ရံမရှိသည် ဖြစ်ကြပါစေ။ စိတ်မချမ်းသာမှုကင်းသည်ဖြစ်ကြပါစေဆင်းရဲခြင်းမရှိသည်ဖြစ်ကြပါစေချမ်းသာစွာကိုယ်စိတ်နှစ်ပါးကိုစောင့်နိုင်ကြပါစေသာသည့်ဖြင့်ပုဂ္ဂိုလ်၂၂ပါးစိတ်ငြအောင်ပွားကြည့်ပါလိမ့်၄၈ပါးရာကြောင်းကိုတွေ့တည်လာပေလိမ့်မည်ဤ၄၈ပါးသည်အယံမျက်နှာအထူးမမှတ်သားပင်ပို့တတ်သောမေတ္တာများဖြစ်ကြ၏တပံအယံမျက်နှာကိုမှတ်သား၍ပို့တတ်လိုသောအခါအရှိရရဲ့အနောက်ရဲ့မြောက်ရဲ့တောင်ရဲ့အရှိတောင်ရဲ့အနောက်မြောက်ရဲ့အရှိမြောက်ရဲ့ အနောက်တောင်ရင်အဝယ်ရင်အထက်ရင်ဟူ၍ရဲစွမျက်နှာရှိသောကြောင့်တမျက်နှာတမျက်နှာလျင်48ပါးသည်ရှမ်းနိုင်၍စင်မျက်နှာအတွင်ပေါင်းလိုက်လျင်480ဖြစ်၏အရှိရဲ့မျက်နှာနှင့်အလုံးစုံသောတတဝါသည်ရင်မရှိသည်ဖြစ်ကြပါစေစိတ်မချမ်းသာမှုခင်သည်ဖြစ်ကြပါစေစင်ရည်ချင်းမရှိသည်ဖြစ်ကြပါစေချမ်းသာစွာကုသိုလ်နှစ်ပါးကိုဆောင်နိုင်ကြပါစေအရှိရဲ့မျက်နှာ၌ လုံးစုံအသက်ရှိသောအရာတွေယံမရှိသည်ဖြစ်ကြပါစေ။စိတ်မချမ်းသာမှုကင်းသည်ဖြစ်ကြပါစေ။သင်ယံမရှိသည်ဖြစ်ကြပါစေ။ချမ်းသာစွာကိုယ်စီနှမကိုဆောင်းနိုင်ကြသည်ဖြစ်ကြပါဆောင်းနိုင်ကြပါစေ။စသည်ဖြင့်ပုဂ္ဂိုလ်၁၀၂နှစ်အရက်စင်မြန်တာစိတ်ငတ်အောင်ပေါ်ကြည့်ပါလိ။၄၈၀ရာကျော်ကိုတွေ့တည်လာပေလိမ့်မည်။ဤရက်မျက်နှာကိုမှတ်သားပြုသောမေတ္တာ၄၈၀နှင့် ကြည်အရမျက်နာမမှန်သားပင်ပူတော်မေတ္တာ58မှာတို့ကိုပေါင်းလိုက်ရင်928တွင်မေတ္တာဖြစ်လာ၏။ဤ928တွင်သောမေတ္တာပူနည်းကိုအချင်းချုပ်အပြင်ရှေးစီရတော်မြတ်ကမေတ္တာပူပူတော်အမိဖြင့်အစဉ်လာဝိရုစင်ထားတော်မူခဲ့ကြပေသည်။တကယ်သဖြင့်မေတ္တာပူလိုသောအခါမေတ္တာပူနည်း928နည်းတို့တွင်ပရမသုံးသောနည်းဖြင့်မေတ္တာပူလိုလျင်ပါဠိလိုတပိတ္တတအဝေရဟွန်တုဆို၏ပူလျင်ပရမသုံးမေတ္တာပွားနည်းပြည့်စုံမှန်ကန်တော်၏။ မြန်မာလူဘုဒ္ဓဘောင်းများလူကတတဝအလုံးတတဝအလုံးကိုဘေးရန်ကင်းကြပါစေဟုဆိုရင်မေတ္တာပွားများဘုဒ္ဓလည်းပရမသုံးဤပြည့်စုံမှန်ကန်တော်ဤဤပရမဏိတဏီဖြစ်ပင်နှုတ်မွေ၍အပမံပွားနေလျင်လည်းမေတ္တာဘဝနာကိုပွားတည်မိဤပရမဏိကိုမပွားလိုပဲဒုတိယဏိကိုပွားလိုကပါဠိလိုတပ်ပြေတတ်တာအပြာမစ္ဆာဟွန်တုမြန်မာလူတတဝအလုံးကိုစေမချမ်းသာခြင်းမှကင်းကြပါစေဆိုရင်မေတ္တာပွားများလည်း မေတ္တာဘဝနာကိုပွားတည်မိ၏ဤနည်းတိုင်း928တွင်စိတ်အောင်ဉာဏ်ဖြင့်စဉ်းစားသိရှိရ၏ယခုပြရပြီးသော928တွင်သောမေတ္တာပွားနည်းသည်ပရိသန္တိဓမ္မပါဠိတော်၌ဟောကြားအပ်သောဤဖြစ်၍အလွန်တင်ရှားအတုံးမြတ်သောမေတ္တာပွားနည်းဖြစ်ပေ၏ဤပါဠိတော်မှာမေတ္တာပွားနည်းအစုံတွင်ကရုဏာပွားနည်းမုဒိတာပွားနည်းဥပေက္ခာပွားနည်းတို့ကိုဆက်၍ဟောကြားခြင်းမရှိပေသို့သောယခုအခါ မေတ္တာဖို့အမိတတော်စာအုပ်များ၌ပရိသန်မိတ္တမဲ့ပါဠိတော်လာမေတ္တာပွားဤလေးချက်အစုံတွင်ကာကြီးဒုက္ခမုစဉ်သို့ဇင်းရခြင်းမှာလူကင်းကြပါစေဟုသောကရုဏာပွားဤကာဝေယတလက်တံတမတိတော်မာဝိကိစ္ဆလူရရှိတတ်သောစည်းစိမ်တို့မှာမကင်းမကွာကြပါစေတည်းဟုသောမုရိနာပွားဤကာငယ်ကမ္မတကံကံတန်ကိုပိုင်ဥစ္စာရှိကြကုန်၏မိမိတို့ကံတိုင်းသာဖြစ်ကြကုန်၏ဟုသောဥပ္ပကပေါဏိတို့ကိုတစ္ဆေတည်းတည်ပင်ဖို့ပြထားကြကုန်၏ ဤသို့ပေါ်ပြထားခြင်းမှာကရုဏာဘာဝနာမုဒိတာဘာဝနာဥပေက္ခဘာဝနာကိုပွားများလို့သူတို့ဒီမေတ္တာဘုမနီးယူပွားများနိုင်ကြစေရန် ရှိစီရများဆင့်နဲ့ထဲသွင်းထားခဲ့ခြင်းဖြစ်သည်ထားခဲ့သည့်အတိုင်းကရုဏာတရားကိုပွားများလို့လျင်သဗ္ဗေတ္တာဒုက္ခမုစလူတတဝအလုံးကုန်ဆင်းရဲခြင်းမှလူကင်းကြပါစေဟု၍၎င်းမုဒိတာတရားကိုပွားများလို့လျင်သဗ္ဗေတ္တာယထာလတ္တသမတိတော်မဝိကိစ္ဆလူတတဝအလုံးကုန်မိမိတို့ရရှိထားပြီးသောစိတ်တွေမှာ အကွေမကွင်းကြပါစေကုန်သည်ဟူ၍၎င်းဥပက္ခတရားကိုပွားများလိုလျင်တပိတ္တတာကမတ္တကတတဝအလုံးကုန်ကန္တလင်ကိုပိုင်ဥစ္စာရှိကြကုန်၏ဟူ၍၎င်းပွားများရမည်ဖြစ်၏။ဤမာလိတော်လာသည့်အတိုင်းသာမေတ္တာပို့အပ်သည့်ဒါရိုက်မလာသောနည်းဖြင့်မေတ္တာမပို့ကောင်းဟူ၍ကမမတ်ယူအံ့အကြောင်းကအပိုင်းခြားမထားပေတတဝအလုံးစုံကိုတင်းယုံ၍ယူနိုင်သည့်ပါဠိစကားသည်တတ္တဗာနာဗုဒ္ဓပုဂ္ဂလာအတ္တဘာဝပရိယာဗာနာအပြင်၅မျိုးသာရှိသည်မဟုတ် တရီတီတီဟီဇီဝပဇာဇန်တုဟိနကုစသည်ရှိကြသည်ဖြစ်သောကြောင့်တပ်ပေတရီတီအဝေဒဟောတုအလုံးစုံ ကိုရှိသောတတဝများရံခဲ့ကြပါသည်စသည်ဖြင့်နှလုံးသွင်းလျင်လည်းမေတ္တာပို့သည်ပင်မြည်၏ဘုဗုံအချင်းရာကိုလည်းပရိသမီတာမဲ့ပါဠိတော်မှာလေးမျိုးသာလာရှိတော်လဲတပ်ပေတတသူကိနောဟွန်တုအလုံးစုံသောတတဝဟုသည်များချမ်းသာခြင်းရှိကြပါစေတပ်ပေတတကိမီနောဟွန်တုအလုံးစုံသောတတဝဟုသည်များဘေးမရှိသည့်ဖြစ်ကြပါစေဟုသော အချင်းရာတို့ဖြင့်နှလုံးသွင်းလျင်လည်းမေတ္တာတရားစင်သည့်ဖြစ်နိုင်ပြီ။ဤသို့လျင်မေတ္တာပို့ခံရမည့်တတဝါစုကိုလည်းအခြားမည်အခြားပါဠိပရိယေတို့ဖြင့်ထုတ်ဖော်ကာပုဒ္ဒဘုံအချင်းရာကိုလည်းတပါးသောအချင်းရာဖြင့်ပုဒ္ဒစည်းကမူမေတ္တာစင်သည့်ဖြစ်နိုင်ကြောင်းမေတ္တာတို့ပါဠိတော်အထောက်အထားဖြင့်တည်အပ်၏။တာဒုတာဒုတာဒုကျန်ရှိနေသောခံကံလမ်းများကိုနောက်ရင်မြန်မှဆက်လက်ပြီးညဝေး ဖျက်ပြပေးတော်မူပဲဖြစ်ပါတယ်အလုံးမဲ့ကျမ်းမှာချမ်းသာစွာတန်တနာပြုတော်မူနိုင်ကြပါစေ